မန္တလေးတိုင်းဒေသကြီးဝန်းတွင်းမြို့နယ်ရွာသိကျွေးရွာမှာရှိတဲ့စမုံချောင်းအတွင်အမျိုးသား2ဦးယင်းနှစ်သေးဆုံးမှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။နိုဝင်ဘာ12ရက်မောလွဲတနအိမ်9မိနစ်ခန့်ကမန္တလေးတိုင်းဒေသကြီးဝန်းတွင်းမြို့နယ်ရွာသိကျွေးရွာမှာရှိတဲ့စမုံချောင်းအတွင် အမျိုးသား၂ဦးရင်နှင်းမှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက်ဝမ်တွင်းမြို့နယ်မိသက်စခန်းနဲ့မြသားမြို့နယ်မိသက်စခန်းတို့ကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေမြမပါလာအတင်းကအဖွဲ့ဝင်တွေမြမ Rescue တောက်ဆယ်ကအဖွဲ့ဝင်တွေပူးပေါင်းပြီးရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်ဒီလိုဆောင်ရွက်ခဲ့ရာအမျိုးသား၂ဦးကိုနိုဝင်ဘာ၃ရက်နေ့မော်လဲတနားရီ9မိနစ်ခန့်မှာတေဆုံးလျက်ရှောက်ဖွေတွေ့ရှိခဲ့ပြီးမြမပါလာအတင်းကရှင်နဲ့ဝမ်တွင်းမြို့နယ်ပြည်သူ့စေယုံကိုကိုညိပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ် ။ဒါ့ပြင်နောက်ထပ်အမျိုးသားတအူးကိုတော့နိုဝင်ဘာ14ရက်နေ့မနက်9:45မိနစ်အချိန်မှာတိတ်ဆုံးလျက်ထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။